။ဒီလိုကားမျိုးဒီလိုပုံစံအစဉ်မျိုးဆိုရင်တော့မွန်တီနယ်မှာပဲအများဆုံးတွေ့ရမယ်။ဒီဘက်ဒလီကတော့ဆောင်းပေါက်ကားလို့ပဲခေါ်ကြတယ်။ဟုတ်။ဒီမွန်တီနယ်မှာဆိုကျွန်တော်လည်းအရင်ဆုံးမဟုတ်ဘူး။မွန်တီနယ်အောက်ဘက်ကံကအရင်ဆုံးဆက်လုပ်တာ။ဒီကောင်တွေကျတော့ highlight လို့ပဲပြောမှာပဲ။ highlight ကားအောင်မှာဒါကျွန်တော်တို့ကပြန်ပြီးတော့ဆောင်းပေါက်ကားပြန်လုပ်ရတာပေါ့။ကျွန်တော်တို့ဒီမှာကျတော့တရက်နဲ့မဟုတ်ဘူးပွဲနဲ့ပေါ့။တပွဲကိုဆိုရင်ကျွန်တော်တို့ကဒါဆောင်းပေါက်ကြီးပဲကို၁၀သိန်းကနေစပြီးတော့မန်တပ်ပါအနည်းဆုံး၁၅သိန်း ကနေစပြီးတော့ကျွန်တော်တင်း60ထိဟုတ်ကဲ့ lighting နေနဲ့ဒီ lighting setting တွေအစကျွန်တော်ကျွန်တော်တယောက်တည်းပဲလုပ်တယ်လေးလာတာတော့ကျွန်တော်တို့ဒီတိုင်းပဲဖုန်းထဲမှာလေးလာတယ်ဖုန်းထဲမှာလေးလာရောဝါသနာပါတော့မှကျွန်တော်ဘန်ကောက်ကိုတုံးလာသွားပြီးတော့တက်ပြီးတော့လဲဘန်ကောက်ကဒီ set တိစီးတယ်ဘန်ကောက်ကပဲညာဆုံးဝင်ရတာဆိုတော့ ီလိုကားမျိုးဒီလိုပုံစံအစဉ်မျိုးဆိုရင်တော့မုံတီနယ်မှာပဲအများဆုံးတွေ့ရမယ်။ဟုတ်။အနုပညာအလုပ်လို့ပဲပြောရမှာပဲ။ဆောင်းပေါက်ကတော့ဒီဘက်ခြမ်းမှာတော့အကုန်လုံးတော့လူငယ်ရောလူကြီးတော်တော်များများအကြိုက်ကြတယ်ပေါ့။ဒါကတော့ပုံမှန်ပဲကျွန်တော်တို့စီးပွားရေးရောဝန်သားရောဖွင့်ထားတဲ့အလုပ်ပေါ့။ဒီဘက်ကလေးကတော့ဆောင်းပေါက်ကားလို့ပဲခေါ်ကြတယ်။ဟုတ်။အာကျွန်တော်ចောင်းသားဘွားတည်းရဲ့ဆိုရင်တော့အသေးလေးရဲ့ထဲကနေစတည်ရောမယ်ဆိုရင်တော့ကျွန်တော်အတန်းနဲ့ဆိုဆယ်စုနှစ်တခုကျော်ပြီ။အရင်တုန်းကတော့တခြားနာမည်နဲ့ပေါ့ ီထက်နေလင်းနမိန်နဲ့ကျွန်တော်တို့လောက်လာတာတော့ခုနှစ်နှစ်လောက်ပဲရှိအောင်မယ်ကျွန်တော်တို့ဒီလောက်ထားတဲ့လုပ်ငန်းတွေကအမှန်တိုင်းပြောရင်ဝါသနာအဓိကပဲဘာလို့လဲဆိုတော့စီးပွားကဖြစ်တယ်ဆိုတာအနောက်မှာဝါသနာတော်တော်လေးရင်းရတယ်ကျွန်တော်တို့တစ်နှစ်နဲ့တစ်နှစ်စက်တိစီထွက်တာကိုလိုက်ဖြည့်ရတယ်လိုက်ထည့်ရတယ်တစ်နှစ်နဲ့တစ်နှစ်ထွက်လာတဲ့အလှပကိုကျွန်တော်ကလိုက်ထည့်ပေးရတယ်ဒါဆိုရင်ဒါကျွန်တော်တို့ဒါစောင်းပေါက်ပဲပေါ့တခြားလုပ်ငန်းတွေလည်းရှိသေးတယ်ဒါအောင်မှကျွန်တော်တို့ကလိုက်ဖြည့်ရငွေတော့ဆိုရင်တော့ကျွန်တော်တို့အသေးအရင်တော့ဆိုကားပေါ်တင်တဲ့ delay ရမရှိသေးဘူး အသေးရနေပြီးတော့ကျွန်တော်တို့ဒီလိုပဲဖြည်းဖြည်းချင်းစီစုဆောင်လောက်လာလောက်လိုင်းနဲ့နောက်ဆုံးဒီဒီလောက်ထိပဲနည်းနည်းလေးလောက်နိုင်ခဲ့တာပေါ့အရဟံသာပြုချီဘဂဝါတော်သံဃာ့ချောင်းမြညနေပန်းတိုင်းရောပြရဲကားတွေကဘလို့စလုပ်ဖြစ်ခဲ့လဲလို့ပြောရင်တော့ကျွန်တော်တို့လည်းအမှန်တိုင်းပြောရင်ကြိုက်ထုတ်မှဆိုရင်ကျွန်တော်တို့လည်းဒီမူဒီနဲ့မှဆိုကျွန်တော်လည်းအရင်ဆုံးမဟုတ် မွန်ဒီနယ်အောက်ဘက်ကန်ကအရင်ဆုံးဆက်လုပ်တာကျွန်တော်တို့လည်းအိပ်ဘက်တွေသွားတယ်လေးလာတယ်အိပ်ရနေရောမှကြည့်တော့အဆင်ပြေတယ်အဆင်ပြေနေမှကျွန်တော်တို့လောက်တာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပစ္စည်းဝိတ်တွေကမရတာလေးတယ်လေးတဲ့ခါကျတော့အစားကျတော့ကျွန်တော်တို့ဘက်ကကျတော့တခါလေကြရင်ကိုနဲ့အဆင်ပြေတော့ဝိုင်းမတယ်ဝိုင်းမမတဲ့ခါလေးရှိတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကညီကိုတွေနဲ့ဒီသားဖိုက်နေမဲ့လောက်တာအဆင်ပြေတော့ရေရှည်ကျွန်တော်ကြည့်မယ်ဆိုအငြင်းတန်းဒီအလေးတွေတိုင်နေရအဆင်ပြေတော့အကြောင်းမကျော်လေတတောက်တတာထိအောင်ဆိုပြီးတော့သူများဒီမူဒီနယ်အောက်ဘက်ချမ်းဟာကိုကျွန်တော်လည်းကြည့်ပြီးတော့ဒီကားနဲ့ပြင်ဆင်ဖြစ်တာပေါ့ ဒီကောင်တွေကြတော့ highlight လို့ပဲပြောမှာပဲ highlight ကောင်မှဒါကျွန်တော်တို့ကပြန်ပြီးတော့ sound box ကားပြန်လုပ်ရတာပေါ့ဒါကျွန်တော်တို့ customer လာအပ်ထားတဲ့ကားပေါ့ဒီကားကတော့သူယူယူကားပဲယူယူကားမှာသူတို့ဒီအရှိရုပ်ချင်းယုံပဲပေါ့ဒါလေးလုပ်မယ်ကျွန်တော်တို့ main ကတော့ဒီ sound box ပဲလောက်တာနေရတယ် sound box နဲ့ mandat ပဲလောက်တာနေရတယ်ဟုတ်ဒီထဲမှာဒါကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့နောက်ဖေးယုံမှာပေါ့ကျွန်တော်တို့လောက်တယ်ဒါကိုကိုအကုန်လုံးလောက်ယူတယ်ကိုလိုချင်တဲ့ဟာအတိုင်း ကားကအစမန်တဲ့အဆုံးကျွန်တော်တို့လောက်ယူတယ်အလှပါစားဒါကတော့ကျွန်တော်တို့ကားလောက်ပြီးတဲ့ကားဆရာကားလည်းလောက်တယ်မန်တဲ့လည်းလောက်တယ်အကုန်လုံးလောက်တယ်ကျွန်တော်တို့ရဲ့ဆရာအဖြစ်ပေါ့ဆရာပေါ့ကျွန်တော်တို့ကအစကတော့တပိုင်းတနိုင်စီးပွားရေးရုပ်ရှင်ယုံလေးဖွင့်တာပေါ့ရုပ်ရှင်ရွာရက်ကွက်မှာတရားရုပ်ရှင်ယုံလေးကနေဆွလာတာဆိုတော့ကျွန်တော်တို့တပိုင်းတနိုင်စီးပွားရေးအသေးလေးပေါ့ဆောင်းပေါက်15အသေးလေးကတော့စတာလားအဲ့ဒီခေတ်ကာလတန်ကြီးနဲ့တွက်မယ်ဆိုရင်တော့ကျွန်တော်တို့ကငွေရင်အဲ့လောက်ဆို၄သိန်းလောက်ပဲရှိမယ်၄သိန်း၅သိန်းလောက်ပဲရှိမယ် တတ်ပြဝိနည်းအားလုံးပင်ရှင်လဲကြပါစေကျွန်တော်တို့ဖွင့်နေတဲ့ညကတော့ဒါကျွန်တော်တို့စောင်းပေါက်စင်တာကတော့အများဆုံးတော့အတန်ကတော့ကျန်းတယ်ဒီကျန်းတဲ့အတန်ပေါ်မှာကျွန်တော်တို့ကအတန်ကိုညိန်ပြီးတော့အတန်ချောမွေးပြီးတော့ဒီနားထောင်တဲ့လူအစင်တရားဖွင့်သွားရတယ်အဲ့လိုမျိုးပဲဖွင့်တယ် ကျွန်တော်တို့မှတ်မှာကတစုံနဲ့တစုံအဲ့လိုနားမခံနိုင်အောင်ဖွင့်ရတဲ့အချိန်ဆိုတာတစ်ချိန်ပဲရှိတယ်ဒါကတော့ကျွန်တော်တို့ရှင်အောင်လှည့်တဲ့အချိန်လေးရက်ွက်ရွာလိုက်ပတ်တဲ့အချိန်လေးဆိုရင်တော့ဒါတချို့ခက်တကလေးကြိုက်တော့နားမခံနိုင်အောင်ဖွင့်ပြရတယ်လေးလာတာကတော့ကျွန်တော်တို့ဒီတိုင်းပဲဖုန်းထဲမှာလေးလာတယ်ဖုန်းနံပါတ်လေးလိုက်ရောဝါသနာပါတော့မှကျွန်တော်ဘန်ကောက်ကိုတုံးလာသွားပြီးတော့တက်ပြီးတော့လဲဘန်ကောက်ကဒီစက်တိစီးတဲ့ဘန်ကောက်ကပဲညာဆုံးဝင်ရတာဆိုတော့ ဘန်ကောက်ကိုတက်ပါတယ်ဘန်ကောက်မှာတက်လေးလာတယ်ပေါ့3လလောက်ကျွန်တော်လေးလာပြီးတော့မှနောက်ဆုံးခြေကြပြီဆိုတော့မှအကောင်လုံးစုဝယ်လိုက်တယ်ကျွန်တော်တို့ဒီမှာ3နေနေပစ္စည်းတွေအကောင်လုံးကဘန်ကောက်ကကြီးတယ်နာဘူးကြတော့ကျွန်တော်တို့ဒါပုံမှန်ဆိုရင်ဒါကျွန်တော်တို့နောက်လဆိုရင်တလနှစ်လလုံးလုံးဝမအားတော့ဘူးတချို့ဆိုရင်လုံခဲ့တဲ့မနှစ်တည်းငားရတာရှိတယ်တချို့ဆိုရင်ပွဲမရောက်ခင်နှစ်လလောက်ကြိုပြီးငားရတာရှိတယ်ပွဲနီးမှလငားရင်တော့မရတာတော်တော်လေးများတယ် ကျွန်တော်တို့ဒီမှာကျတော့တရက်နဲ့မဟုတ်ပွဲနဲ့ပေါ့တပွဲကိုဆိုရင်ကျွန်တော်တို့ကဒါစောင်းပေါက်ကြီးပဲကို10သိန်းကနေစပြီးတော့မန်တပ်ပါအနည်းဆုံး15သိန်းကနေစပြီးတော့ကျွန်တော်သိန်း60သိန်း60ဆိုတာကတော့ဈေးများရင်စောင်းပေါက်များပါမယ်အလှပလည်းများပါမယ်အလှပကျွန်တော်တို့ဒီလိုမန်တပ်တွေပါမယ်နောက်ပြီးတော့ကျွန်တော်တို့ရှောက်လန်းတွေပါမယ်ဖန်တွေပါမယ်အစုံပေါ့လိုအပ်တာအကုန်ထည့်ပေးတယ်ကားတစ်စီးလုံးရဲ့ကန်တန်ကြီးကကားကောစောင်းပေါက်ဆိုရင်တော့ကျွန်တော်တို့ခဏဆင်ခဲ့တဲ့အတိုင်းဆိုတစ်စုံကိုတစ်ထောင်ကျော်မှရှိတယ်ဗျဟုတ် နီးစက်ကောပါတယ်ဟုတ်ကိုယ်တိုင်ကိုယ်ကိုတစ်ခုချင်းစီလေ့လာပြီးတော့တစ်ခုချင်းစီဆင်ရတာဒါကတော့ကျွန်တော်တို့ဒီဆောင်းပေါက်ရဲ့ဒါတာမန်နေကြအမြင်ပေါ့နော်ကျွန်တော်တို့ဆောင်းပေါက်တစ်စုံစမ်းမယ်ဆိုရင်တော့တည်တဲ့အတိုင်းပဲကျွန်တော်တို့သူ့ကိုမီးပေးရမယ်မီးပေးရမယ်ဆိုတော့ကျွန်တော်တို့ဘက်မှာတော့မီးဆက်ကိုဒီနောက်မှာပဲထားတယ်ဒီကောင်မီးဆက်တော့25 kVA ပေါ့ဟုတ်ကဲ့ ဒါကတော့ကျွန်တော်တို့ဖွင့်တဲ့ပုံမှာပဲမူတည်တယ်တရက်ကိုတနေ့ကုန်ဖွင့်မယ်ဆိုရင်9ကလန်9ကလန်လောက်ပဲကုန်တယ်အများဆုံးဆိုတော့နာနာကြီးဖွင့်မယ်ဆိုရင်တော့အလောက်မကုန်ဘူးမဟုတ်အဲကြတော့ကျွန်တော်တို့မောင်းရတော့မှာပေါ့နော်ကျွန်တော်တို့မီးပေးမှာပဲဒီဆက်တွေကိုမီးဝင်မှာကျွန်တော်တို့ကျန်တာကြီးဆက်လုပ်ရအောင်ဒါဆိုရင်တော့ဒါကျွန်တော်တို့မွန်ဒီနယ်ရဲ့ပုံစံအရကျွန်တော်တို့ကားကောင်းပိုင်းကျွန်တော်တို့ရောက်ပြီ ျွန်တော်တို့မီးနှိုးပြီးဆိုတော့လည်းကျွန်တော်တို့မီးပေးရမှာပေါ့သူ့ကိုဟုတ်ကဲ့ lighting တွေနဲ့ဒီ lighting setting တွေကဆာကျွန်တော်ကျွန်တော်တယောက်တည်းပဲလုပ်တယ်ကိုယ်ကိုလေးလာပြီးတော့လုပ်ဖြစ်တယ်ကျွန်တော်တို့စပြီးမောင်းမယ်ဆိုရင်တော့ကျွန်တော်တို့ bluetooth နဲ့တောင်းတာဆိုတော့ဖုန်း bluetooth ချိန်လိုက်တယ်။ bluetooth ချိန်ပြီးတော့မှကျွန်တော်တို့ထိန်းဆက်ကနေအတန်ပြန်ထလွတ်တက်ရတာပေါ့နော်။ အာလက်ရှိကျွန်တော်အသက်တော့20ကျော်ပြီပေါ့ဒါပေမဲ့လက်ရှိရှောက်ခဲ့တဲ့လမ်းမှာတော့စိတ်ကျဉ်တတ်မှုရှိပါတယ်တစ်နှစ်တန်းတစ်နှစ်လဲလိုချင်တာလေးလည်းရခဲ့တယ်အာငငယ်တုန်းကဆိုတော့လေဖြည်း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 ထိနေအခုဆိုရင်လိုချင်တာကိုတန်းဝယ်နိုင်တဲ့အထိအချိန်တွေရောက်ခဲ့တယ်ဆိုတော့ကိုယ့်ကိုစိတ်ကျဉ်တတ်မှုရှိပါတယ်ဘဝအိမ်မက်တော့ဒါအပြင်တခြား high လည်းရှိသေးတာပေါ့ အာကျွန်တော်တို့အိမ်မက်တော့တာမန်ပဲကျွန်တော်တို့ကခီးထွက်မယ်ဒါကျွန်တော်တို့ကြတော့ရွာတလေးဆိုတော့ကျွန်တော်တို့ကဆိုင်ငယ်ဝါသနာပါတယ်ဆိုင်ငယ်တွေနဲ့ခီးထွက်မယ်ဒါတော့စောင်းမောက်ပြီးတော့ဒီဟာအိမ်မက်ပဲပေါ့ဟုတ်ကျွန်တော်တို့ချစ်တဲ့လူတွေကြတော့လည်းအားပေးကြတယ်သူတို့ဘာလို့လောက်ငားကြတယ်တချို့ဆိုရင်မင်္ဂလာဆောင်မယ်ဆိုရင်ကျွန်တော်တို့စောင်းပေါက်ရက်လွတ်တဲ့အထိကိုစောင်းကြတယ်ကိုယ်ရည်ရမြောင်းကာယကမတော်ဝစီ သူတို့အားပေးလေကိုကတော့ဝမ်းသာလေသူတို့နှစ်သက်တဲ့ပေါ်ကိုကတည်စီထည့်ပေးလေပေါ့သူတို့အားပေးတာများလေကိုကဒီနှစ်အပြည့်စီအသစ်ပေါ်ရင်အသစ်ကိုလိုက်ထည့်ပေးနိုင်တယ်ဒီကတော့သူတို့အားပေးတာကျန်တော့ကိုလည်းလိုက်ထည့်ပေးရတာကြော်တယ်ဒီကွာသနာမှာရှင်တန်းရတာလည်းကြော်တယ်ဟုတ်ကဲ့ကျေးဇူးပါဗျာ Thank you.